Did you know? အရှေ့တောင်အာရှနိုင်ငံတခုရဲ့ကျေပြတ်လာတဲ့လွင်ပြင်ကြီးတွေပေါ်မှာအလေးချိန်တန်300ကျော်အထိလေးလံနေ AR မှာကြောက်အိုးကြီးပေါင်းထောင်နဲ့ချီပြန့်ကျန်နေပြီ။အဲ့ဒီအိုးတွေကိုလွန်ခဲ့တဲ့နှစ်ပေါင်းနှစ်ခေါင်ကျော်ကဘသူတွေကဘာအတွက်ဖန်တီးခဲ့ကြသလဲဆိုတာကိုယနေ့တိုင်ဘသူမှအတိအကျအပြေမပေးနိုင်သေးတဲ့ဖေးလိတခုရှိနေတယ်ဆိုတာသင်သိပါသလား။သင်သိပါသလား။ဒါကတော့လာအိုနိုင်ငံမြောက်ပိုင်းရှောင်းခွမ်းလွန်ပြည်မှာတည်ရှိနေတဲ့ ကဘာကျော် plain of jersey ဇလန်မှာပဲဒီနေရာဟာ UNESCO ကဘာအမွေအနှစ်နေရာတစ်ခုဖြစ်ပြီးကဘာရှေးဟောင်းသူတေသနပညာရှင်တွေအတွက်အကြီးမားဆုံးပေလီထက်ကတစ်ခုဖြစ်ရက်တည်နေပါတယ်ဒီကြောက်အိုခီးနေဟာတဲကြောက်တခြားကြောက်မျိုးစားတွေနဲ့ပြုလုပ်ထားပြီးအသေးဆုံးကနေလူတရက်ထက်မြင့်နေ3မီတာ20ဘီနီးပါးအမြင့်အထိအရွယ်စားမျိုးမျိုးရှိကြပါတယ်အချို့အိုးကြီးတွေဟာစင်တကောင်စားလောက်လေးလံပြီး ူတို့ကိုအနီးတဝိုက်မိုင်မောင်းများစွာကွာကကြောက်တောင်တွေကနေထွန်းထူတဲဆောင်လာခဲ့ရတယ်လို့ယူဆရပါတယ်။ဒါဆို ပထမဆုံးမေကွန်းကဘသူတွေဓာတွေကိုလွတ်ခဲ့တာလေ။ဒီကြောက်အိုးတွေဟာတန်ခိအတွင် BC 900ကနေ AD 900ကြာမှာဖန်တီးခဲ့တယ်လို့ခံမရပေမဲ့ဒီအိုးတွေကိုတိဆော့ခဲ့တဲ့လူမျိုးစုကဘသူတွေလဲ။သူတို့ရဲ့ယဉ်ကျေးမှုကဘာလဲဆိုတာကိုရှင်းရှင်းလင်းလင်းမသိရပဲတမိုင်းထဲမှာပြော့ကွယ်သွားခဲ့ပါတယ်။ ဒေသခံလာအိုလူမျိုးတွေရဲ့တန်တားကြီးပုံမြင်ထဲမှာတော့ဒီကြောက်အိုးကြီးတွေဟာရှေးခေတ်ကအေယာမလူတန်ကြီးတွေကသူတို့ရဲ့ဘယွင်ကြီးခွန်ချွန်းစစ်နိုင်လာကိုအောင်ပွဲခံဖို့အတွက်လောက်လောက်လို့ခေါ်တဲ့ဆန်အရက်ကိုချက်လို့တောက်သွင်းခဲ့လေအိုးကြီးတွေထစ်တယ်လို့ဆိုကြပါတယ်ဒုတိယနဲ့ကြီးမားဆုံးဗဟေလီကတော့ဒီအိုးတွေကိုဘာသူတို့အသုံးပြုခဲ့တာလဲဆိုတာပါပဲဒေဗန်ပညာရှင်တွေနဲ့ရှေးဟောင်းသူတေသနာပညာရှင်တွေစီမားတော့အဓိကသီအိုရီကြီးနှစ်ခုရှိပါတယ် ပထမ theory ကတော့ဒါတွေဟာဇာပနဆိုင်ရာအိုးများဖြစ်တယ်ဆိုတာပါ။1930ရသူနေတွေကပင်စစ်ပညာရှင်မက်ဒလင်ကိုလန်ဒီကဒီနေရာတွေကိုစတင်လေ့လာပြီးအိုးရီရဲ့အနီးတစ်ဝိုက်မှာလူအယိုး၊တွားနဲ့မီတင်းကြွန်ထားတဲ့ဖျားတွေကိုတွေ့ရှိခဲ့ပါတယ်။သူမရဲ့ theory ရာဒီအိုးကြီးတွေကိုလူတွေလောင်းတွေကိုပထမဆင့်အနီးနဲ့ထဲသွင်းထားပြီးပုံဆိုးဆွေးမြေ့သွားတဲ့အခါမှာအယိုးတွေကိုပြန်လဲထုတ်ယူပြီးအနီးနားကမြေကြီးထံမှမြုံနံတံမျိုးဒါမှမဟုတ် အိုးထဲမှာပဲထပ်မံသိမ်းဆည်းတာမျိုးဖြစ်လုပ်ခဲ့တယ်လို့ဆိုပါတယ်။တချို့အိုးတွေမှာကြောက်တုံးအဖုံးတွေပါရှိပြီးဒါကလည်းအိုးတွေကအရာကိုကာဝယ်ဖို့ရည်ရွယ်တာဖြစ်နိုင်ပါတယ်။ဒုတိယနဲ့အကြီးမားဆုံးဖေးလီကတော့ဒီအိုးတွေကိုအလောင်းတွေအတွက်မဟုတ်ပဲမိုးရေကိုစူဆောင်းဖို့အတွက်ထစ်တယ်ဆိုတာပါပဲ။ရှေခွတ်ကဒီလွင်ပြင်ကြီးကိုဖြတ်တန်းသွားလာနေတဲ့ကုံတဲနဲ့ခရီးတွေတွေအတွက်တောက်တုံးရေထန်းထန်းရရှိနိုင်ဖို့မိုးတွင်းမိုးရေတွေကိုစူဆောင်းပေးထားတဲ့ အေယာမရေလောင်အိုးကြီးတွေဖြစ်နိုင်တယ်လို့အချို့ပညာရှင်တွေကယူဆကြပါတယ်။ဒီဖေးလီလိုရဲ့အဖြစ်ကိုရှာဖွေဖို့ကဘာကြောင့်ဒီလောက်တောင်ခက်ခဲနေရသလဲ။အကြောင်းရင်းကတော့ဒီတမိုင်းဝင်လင်းပင်ကြီးကခက်တဲ့တမိုင်းရဲ့အခြေကွဲအရက်ဆက်ဆုံးအမွေစောတစ်ခုကိုတည်ဆောင်ထားတာလို့ပါပဲ။1964ခုနှစ်ကနေ1983ခုနှစ်အတွင်းဖြစ်ပွားခဲ့တဲ့ BNN စစ်ကြီးကာလမှာလာအိုနိုင်ငံဟာ Secret War ဆိုတဲ့စစ်ပွဲရဲ့ကစိပိုင်းဖြစ်ပြီး အမေရိကန်ပြည်ထောင်စုကဒီလွင်ပင်ကြီးတွေပေါ်မှာဘုံအလုံးရိုက်2000ခုနှစ်သက်စကြောင့်ကျွဲချက်ခဲ့ပါတယ်။ဒါဟာလာအိုနိုင်ငံသားတယောက်တန်းချင်းစီကိုဘုံတတန်စားနေညီမြပြီးလာအိုနိုင်ငံကိုကမ္ဘာတမိုင်းထဲမှာလူတယောက်ထိုင်တီဘုံကျွဲချက်ခံရမှုအများဆုံးနိုင်ငံဖြစ်စေခဲ့ပါတယ်။အဲ့ဒီဘုံတွေထဲကအလုံးရိုက်180ပေါင်းမှာပေါက်ကွယ်ခြင်းမရှိဘဲ an exploded ordinance အဖြစ်ဒီကြောက်အိုးလွင်ပင်ကြီးရဲ့မြေကြီးကောင်မှာနှစ်ပေါင်း90သက်သွယ်နဲ့မြို့တိုက်တင်နေခဲ့ပါတယ်။ ဒါကြောင့်ဒီနေရာဟာကမ္ဘာအမွေနှစ်နေရာတစ်ခုဖြစ်နေပြီမြဲကမ္ဘာ NDA အများဆုံးရှေးဟောင်းသူရေသနနေရာတစ်ခုလည်းဖြစ်နေပါတယ်ရှေးဟောင်းသူရေသနပညာရှင်တွေဟာကြောက်အိုးတစ်လုံးကိုတွားရောက်လစ်လာဖို့အတွက်အငင်းဆုံးမိုင်းရှင်းလင်းအဖွဲ့တွေနဲ့အတူအထက် NDA ကိုစွန့်လွှဲပြီးတွားရရတယ်လို့ဆိုပါတယ်ဒီနေ့မှာတော့ Mac Minds Advisory Group လို့အဖွဲ့အစည်းတွေကြီးစိုးမှုကြောင့်အဓိကကြောက်အိုးနေရာတစ်ချို့ကို baking soda လဲပန်နိုင်နေဖြစ်ပေမဲ့လွင်ပင်ကြီးရဲ့ area အများစုကရှင်းလင်းကိုကြံရှိနေပါသေးတယ် plain of jazz ဟာရှေးကင်းလူတန်းကြီးတွေရဲ့ယဉ်ကျေးမှုနဲ့ပညာရဲ့ဗဟေလီတစ်ခုဖြစ်တော်တာမကခက်သစ်စစ်ပွဲတွေရဲ့ကြောက်မတ်စွာတဲ့နှက်ဆက်သွဲစူဂျိုးတွေကိုတတိပေးနေတဲ့မြင်းသားတဲ့တက်တေတစ်ခုဖြစ်လဲဆက်လက်တရှိနေပါတယ်ဒီဗီဒီယိုလေးကိုကြိုက်နေတဲ့အနေနဲ့ like and follow လုပ်ပြီးတင်မိတ်ဆွေတွေကို share လုပ်သွားပေးပါဦးဗီဒီယိုလေးကိုအဆုံးထိတရှိပေးလို့ကျေးဇူးတင်ပါတယ်